ိဗ္ဗံယောက်ျောင်းလည်းပါတယ်။အဲ့လာကဒါဦးဇင်းတို့ရဲ့ဒီတရားတွေအားလုံးရဲ့ထူးခြားမှုပဲ။နော်အဲ့တော့မိမိတို့ကြိုက်တဲ့တရားကိုနားပါ။နားတဲ့တရားဟာနိဗ္ဗံယောက်ျောင်းပါတယ်။အဲ့လာကဦးဇင်းတို့အရိယမန္တန်ရဲ့ခုနဝိပဿနာယာနိကတိတံမဂ္ဂင်၈ပါးရဲ့အကျိုးတက်တည်ပြီးနော်ဒါတရားရဲ့ဘုံတက်တည်ပြီးပဲ။အခုလည်းဒီလိုပဲပရိစ္ဆေသမုပ္ပတ်လို့ပြောရင်မိမိတို့လဲတဲ့လမ်းကိုလည်းဦးဇင်းကပြမယ်။ထွက်တဲ့လမ်းလည်းပြမယ်။မဂ္ဂင်၈ပါးနဲ့လည်းပွားတတ်အောင်သင်ပေးမယ်။အဲ့တော့မဂ္ဂင်၈ပါးဖြောင်းဖြောင်းသွားဆိုတဲ့အတိုင်းပဲ။ ဒီပြိဿသမုပ္ပတ်မှာလည်းမကင်၈ပါးနဲ့ရှင်ပြီးတော့ဗုဒ္ဓရဲ့အလိုကျတရားတော်တွေကိုဦးဇင်းတို့ကလေလန်းကောထွက်လန်းကောမကင်၈ပါးနဲ့ပိုင်းပြမှာဖြစ်တဲ့အတွက်မိလိုဒီတရားတွေကလည်းဒီနေ့အတွက်တကယ်ခန္ဓာရှိနဲ့ဉာဏ်တိနဲ့ kait ဖို့လိုပါတယ်။တရားစကံရှိရတာတရားစကံမှာလည်းဒီနေ့တရားဟာလည်းမဖြစ်မနေအထူးအထူးသူဟာလည်းလိုအပ်နေပါတယ်။ဘာလို့ဆိုတော့မိမိတို့ကပြိဿသမုပ္ပတ်ကိုလေတဲ့လန်းကိုပဲသိခဲ့တယ်။ထွက်တဲ့လန်းကိုမသိခဲ့ဘူး။အဲ့တော့ဦးဇင်းတို့ကကြတော့ ဘာကြောင့်လဲရဲဆိုတဲ့လမ်းကိုလည်းတိတိကျကျတိတိပပပြောပြမယ်ထွက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာလည်းထွက်တဲ့လမ်းကိုပြောပြမယ်တို့ပြညာတော့လေမိမိတို့အားလုံးမထွက်ခိုင်းမဲနဲ့မဖြတ်ခိုင်းမဲနဲ့ပြိဿသမုပ္ပတ်ကိုဥစဉ်ဆွဲခိုင်းမှာဘာလို့ခိုင်းမှာလဲရောက်အောင်ဆွဲဒီမှာရှိတဲ့ပိဋကတ်ကို online မှာရှိတဲ့ပိဋကတ်ကိုပြိဿသမုပ္ပတ်ကိုရောက်အောင်ဆွဲဥစဉ်ဆွဲလို့မရအောင်ဖြတ်မှာမကောင်းဘူးလားမကောင်းဘူးအမျိုးတို့အရင်ကကောက်ကိုဖြတ်တာပြက်လား ဘယ်ဘောက်ဖြတ်တာမပြတ်တဲ့အတွက်ဒီနေ့ပြန်ဆွဲမိမိတို့ကိုယ်တိုင်ဆွဲတာတော့မှဆွဲလို့မရအောင်ဝိညာဉ်ဖြတ်မှာပြိဿသမုပ္ပါဘူးအပိုင်ပိုင်တိတိဖြတ်မှာမကောင်းဘူးလားအဲ့ဒါမိမိတို့ကိုညံနဲ့ဖြတ်မှာဖြစ်တဲ့အတွက်နော်ပြိဿသမုပ္ပါစကြည့်မယ်နော်အဲ့တော့ဒီပြိဿသမုပ္ပါကိုဟိုးတဲ့မက်ကညံပွားမှာဆိုဘယ်ရောက်မှာတော့အလုံးဒီဘက်ကအမျိုးသားတွေဘက်ကဖြည့်ပြီးပါအောင်ဘယ်ရောက်မှာတော့အဲတန်ဃာတွေဘက်ကလည်းဖြည့်လို့ရတယ်နော်အဲ့တော့ဦးတို့ဒါတွေကအရေးကြီးပါအဲ့တော့ပြိဿဝဂီ၅ပါးကိုမြတ်စွာဘုရားကအမေးဖြေနဲ့ဟောသလိုမျိုးပေါ့နော်ဒါဒီလိုမျိုးလေးသွားပြင်တာပါ ဲ့တော့ဆက်သွားမယ်ဆိုရင်အဲ့တော့